မင်္ဂလာပါရှင်။ဝေသမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ PDF လက်နက်ကန်ပူပေါင်းအဖွဲ့ရာမေလ15ရက်နေ့မှာမြင်းချံကရင်ကိုထိန်းဆုံးနိုင်ဖို့ရှိရဲကြတဲ့အင်အားသုံးတိုက်ခိုက်ခဲ့ကြပြီးလက်ရှိအချိန်ထိတိုက်ခိုက်မှုတွေရှိနေဆဲဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒေသခံပိုင်းထဲမှာတော့နထိုးချင်းမျိုးနဲ့တိုက်ပွဲအခြေအနေအပြင်ဒေသခံတအုပ်ကဘာတွေတိုက်တွန်းတောင်းဆိုထားတယ်လဲဆိုတာကို ပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးသားမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရင်မန္တလေးတိုင်းဒေသကြီးမြင်းကြံကရိုင်နထိုးကြီးမြို့မှာပြည်ခက်တိုက်ခိုက်မှုတွေရှိနေစေဖြစ်အောင်ဒေသခံတွေဘေးလွတ်ရာကိုရှောင်နေရတယ်လို့သိရပါတယ်။အန်ယူဂျီလက်အောက်ခံ PDF လက်နက်ကအဖွဲ့တွေဟာမေလ15ရက်နေ့ကမြင်းကြံကရိုင်ကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ကိုအမြင့်ဆောင်အညာမြေစစ်စင်ရေးကိုစတင်အကောင့်ထဲပို့ခဲ့ပြီးတော့ မြင်းကျန်တောင်းတာနထိုးကြီးမြို့အတွင်ရှိ နာဆက်ကတက်စကန်းတွေရဲစကန်းတွေနဲ့ပြည်သူစစ်အဖွဲ့တွေကိုတိုက်ခိုက်ခဲ့ပြီးလက်ရှိချိန်ထိတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။မြင်းကျန်ခရိုင်အတွင်ရှိမြို့နယ်တွေကိုဒေသတွင်းနဲ့နယ်ကင်တပ်တွေကခရိုင်အတွင်ရှိ နာဆက်ကတက်စကန်းတွေပြည်သူစစ်စကန်းတွေနဲ့ရဲစကန်းတွေကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိချိန်မှာတိုက်ပွဲကာလဆယ်ရဲကျော်ကြာမြင့်လာပြီး ။ဒေါ်ဂျီမြို့မှာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့သိရပါတယ်။နာဆာကတပ်တွေဟာအင်အားသုံးတိုက်ခိုက်လာတဲ့ PDF လက်နက်ကန်အဖွဲ့တွေကို MI-35 အမျိုးအစားရဟရင် Y-12 အမျိုးအစားစစ်ဘက်3လေယာဉ်တွေအပြင် Jet Fighter တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေအုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။နထိုးဂျီဝက်လူရဲစခန်းမှာလည်းတိုက်ပွဲပြင်းထန်နေပြီးတော့နာဆာကစီးတဲ့တရင်ရင်းမြစ်တွေရဲ့အသေးပေးဖော်ပြချက်မှာတော့ တတိုးကြီးမြို့နယ်ဝက်လူကျေးရွာကနာဆတ်ကတပ်ဖွဲ့ဝင်တွေဟာ PDF နဲ့နဲ့ကိုင်းအဖွဲ့ရဲ့အင်အားသုံးတိုက်ခိုက်မှုတွေကိုလက်ရှိချိန်ထိတောက်ခံထားတာကြောင့်စက္ကန့်မကျသေးဘူးလို့သိရှိရပါတယ်။ဒေသခံတအုပ်ဖြစ်တဲ့ကိုဝေဖြိုးဟန်ကကျွန်တော်ကြားသိရသလောက်ဆိုရင်တန်းနယ်ရဲပူပေါင်းအင်အားကတတိုးကြီးမြို့မှာရဲစခန်းတဲမှာပဲရှိနေရဲ PDF အဖွဲ့တွေကမြို့ပတ်ချလဲမှာရောမြို့ထဲမှာပါရှိနေရဲတန်းနယ်ရဲကအပြစ်မထွက်တော့ဘူး။တက္ကသိုလ်ကစစ်ကြောင်းက ဝက်လူရဲစကန်ကိုရောက်သွားပြီလို့ပြောကြတယ်။အရိကနေနထိုးကြီးပဲပြန်လာဖို့အကန့်အသတ်ရှိရင်စင်မြူနေရလို့ပဲယူဆရမှာဖြစ်တယ်။တကြိုးကိစ္စလေးတွေကတိတ်မယိုးရှင်ဘူးပြောရမှာဖြစ်ပါတယ်။လလောစင်နထိုးကြီးကိုတော့အင်အားသုံးတိုက်ခိုက်လာတဲ့ PDF အဖွဲ့တွေကအလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးတယ်လို့တက်ကအလုံးစုံမထိန်းချုပ်နိုင်သေးဘူးလို့ပဲအကြံဉာဏ်သုံးသပ်ရမှာဖြစ်တယ်။မြို့ကိုအထိနာမှာဆိုလို့တက်ကလည်းကန့်တက်လှူရှားနေရတယ်လို့ပဲဆိုကြပါတယ်။ အဒိုကြီးမြို့ကိုလာရောက်တိုက်ခိုက်ခဲ့ PDF ပူပေါင်းအဖွဲ့ရဲ့အင်အားကတော့900နဲ့တထောင်ကြားရှိနိုင်တယ်။စကိုင်းဘက်ကလာပူပေါင်းထားတာလေးတွေပါတယ်။တပ်ဘက်ကလေးချောင်းပစ်ကူပေးရပဲရှိနေပြီးတပ်ရဲ့လေးချောင်းပစ်ကူကတော့ရန်သူလှုံ့ဆော်မှုပေါ်မှုတည်ပြီးတောက်လျှောက်ရှိနေမှာပါ။မြင်းကျက်ခရိုင်တိုက်ပွဲတွင် PDF ပူပေါင်းအဖွဲ့ရဲ့ဘက်ကထိခိုက်ကြဆုံးသူအနည်းဆုံး90လောက်ရှိမယ်။ဒါပေမဲ့ PDF အဖွဲ့ရဲ့ဘက်ကငင်းမှာပဲ။စီမီကုံမာတင်6ရောက်လေးချောင်းကထိရာ။ အဲ့မှာ0ပျောက်ကြားတက်ဖွဲ့မင်းချံ PDF ရင်းခွနဲ့ကစက်မတိုက်တော့တာရင်းလေးနဲ့ရင်း30လက်ထိုးအခြေစိုက်တွေကပုံများတဲ့ဒါမှမဟုတ်သူတို့ကထိခိုက်ကြဆုံးတာကိုဖုံးထားတယ်လို့ပြောပါတယ်။လက်ထိုးကြီးမြို့ကတံငွေပိုင်လိုင်းကို PDF အဖွဲ့တွေမထိန်ချုပ်နိုင်ပါဘူး။ပိုင်လိုင်းကအခြေကြီးဆိုတော့တမရှိရဲ့နေရာသူတို့နေရာယူလို့ရတာပဲလေ။တောင်တာမှာတော့မေလ28ရက်နေ့ညနေကထိမြို့ရဲကို PDF တွေဝင်နေရဲ့မြေစင်းရုံကဖိုင်တွေမိရှို့သွားတယ်။ PDF ဥပအဖွဲ့တွေဟာမြင်းကျက်ခရိုင်တွင်းရှိမြို့တွေကိုထိန်းချုပ်နိုင်ဖို့ပြီးခဲ့နှစ်ကလည်းအင်အားသုံးတိုက်ခိုက်ခဲ့ပြီးမြေနားဆက်ကတပ်တွေနဲ့ပြည်သူစစ်အဖွဲ့တွေအပြင်ဒေသအဖွဲ့တွေရဲ့ဟန်ကျက်ညီစွာပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် PDF အဖွဲ့တွေရဲ့မြင်းကျက်ခရိုင်ထိန်းချုပ်ရေးမျှော်လင့်ချက်တွေဟာလက်ရှိအချိန်ထိလက်တွေ့ဖြစ်မြောက်လာခြင်းမရှိပေအထူးကြိုက်ကြဆုံးမှုတွေနဲ့ပြလဲဆုတ်ခွာမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ PDF အဖွဲ့တွေအနေနဲ့မြင်းကျက်ခရိုင်တိုက်ပွဲဖော်ဆောင်ပြီး ကိုမျိုးကိုချမနေဘူးနဲ့မျိုးကန်လူတူအနေနဲ့လေကိုမျိုးကိုရွာပျက်စီးရပျက်စီးကြောင်းလုံနေရကိုအားပေးထောက်ခံမှုမလုပ်ကြဖို့မင်းကြံဒေတာကတူဖြစ်တဲ့ကိုဝေဖြူဟန်က၎င်းရဲ့လူမှုကွန်ရက်ကတစင်တိုက်တွန်းတောင်းဆိုထားပါတယ်။ကိုဝေဖြူဟန်က2025ခုနှစ် AB လာဇန်းလောက်မှာ NUG ရဲ့ကိုဇလဲတယောက်မင်းကြံခရိုင်ကိုကယ်ရှိမှုဆိုသူမင်းကြံမြောက်ပဲ့ပိုင်းကိုရောက်ရှိလာပြီးတော့ အခုကိုမြင့်ဆောင်အညာမြေစစ်စင်ကြီးကိုစတင်ခဲ့တယ်လို့ပဲပြောရမှာပါ။2025မေလ15ရက်နေ့ကစတင်ခဲ့ပြီး20ရက်နေမှာအဆုံးသတ်ခဲ့ပါတယ်။သူတို့ရဲ့အထူးရည်ရွယ်ချက်ကမြင်းကျန်ခရိုင်စစ်စင်ရေးဆိုပေမဲ့နှထိုးကြီးတောင်တာကို ပိုပြီးအထူးကထားခဲ့တယ်ဆိုရလဲမြစ်တွေးကြရပါလိမ့်မယ်။အထူးသဖြင့်တော့နှထိုးတောင်တာမြို့နယ်ကတရုတ်မြန်မာပိုက်လိုင်းတစ်ဆောင်၊မြန်မြေစုံမိုးကြီးကိုအလေးပေးခဲ့တယ်ဆိုရလဲတွေ့မြင်ရှာပါတယ်။အဖြစ်အရတော့ရှင်းပါတယ်။ တောင်တာကနေ ပုတ်ပါပဲကိုချိတ်ဆက်ဟိုဘက်ကကြောက်ပတောင်း6ရင်းနှံကြောင်းတကြောကနေမြေကန် PDF အချင်းချင်းချိတ်ပြီးအမ်ဘတန်လောက်ထိနေမြေချဲ့ခြင်းပုံရပါတယ်အနောက်ဘက်ကအေးအေးတက်လိုက်သူတို့ network တစ်ခုတိဆောက်ပြီးသားလေးဖြစ်တယ်လို့တရုတ်မြန်မာပိုက်လိုင်းကိုသာ NUG အနေနဲ့နေရတော်တော်များများကိုထိန်ချုပ်နိုင်ခဲ့ရင်တရုတ်နဲ့နိုင်ငံရေးမျက်နှာစာမှာအသာရသွားမယ်လို့လည်းထင်မြင်နေပုံရပါတယ်မြင်းကြံကိုတော့အနောက်ရှေ့ပေးုံလောက်သာဟန်ပြဆစ်စင်ကြီး ဟောဆောင်သွားတာလည်းတွေ့ရတယ်။မြင်းကြံမျိုးဟာသူတို့ရဲ့စီရင်အပြစ်မဲ့အတိတ်ကမဟုတ်သေးဘူးလို့ပဲယူဆနိုင်တယ်လို့အမားရှောင်းအပြော့တိုက်ဆိုရက်မူအရာတက်ရဲ့ဘျူဟာထိုင်ထားပြီးတော့ပြည်သူစစ်အာကောင်တဲ့မျိုးဖြစ်တဲ့တွင်ရှောင်းသွားတာလည်းဖြစ်နိုင်ပါတယ်။ပထမအကြိမ် MDSO မြင်းကြံကရအတူစစ်စင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့2024ဩဂုတ်လမှာတကြိမ်စစ်စင်ရေးဖော်ဆောင်ခဲ့ပါသေးတယ်။အဲဒီချိန်တုန်းကလေသူတို့ဦးစားပေးစီးပြင့်မဲ့ဟာတထိုးတောင်သာပဲဖြစ်ခဲ့ပါဗျ။ စစ်စင်ရေးနှစ်ခုလုံးမှာလည်းအောင်မြင်မှုမရရှိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။အခုကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအပြီးမှာလည်းသူတို့အချင်းချင်းသဘောထားကွဲလဲမှုလေးပဲတွေ့မြင်နိုင်ရပါတယ်။နှထုံးမျိုးနဲ့အခြေဆိုင် PDF တရင်တွေလည်းနည်းနည်းအထိနာသွားပုံရပါတယ်။မြင်းကြံခရိုင်တရင်ခုနှစ်ဇီရိုပြောင်ကြားတပ်ဖွဲ့ကတော့စစ်စင်ရေးစတင်တဲ့နေ့ညနေမှာပဲဒီစစ်စင်ရေးမှာမပါဝင်တော့ဘူးဆိုပြီးကြေညာချက်ထုတ်ပြန်ကြတွေ့ရတယ်လို့နှထုံး PDF တရင်လေးရင်မှုစိုးအောင်ကလည်း လက်နက်ကင်စစ်ဘေးရှောင်နေဆိုပြီးသူရဲ့လူမှုကွန်ရက်မှာခန်းနေခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။ပထမအကြိမ်ဒုတိယအကြိမ်ပြီးရင်တတိယအကြိမ်နဲ့ရှိလာနိုင်တယ်လို့သုံးသပ်ယူဆရမှာပဲဖြစ်ပါတယ်။ပထမအကြိမ်မြင်းကျက်ခရိုင်စစ်စင်ရေးနဲ့ဒုတိယခရိုင်စစ်စင်ရေးမှာ ကိုလားလောက်ခြာနာခဲ့ပါတယ်။တတိယအကြိမ်ကတော့အနည်းငယ်ပိုကြမဲ့သဘောလေးရှိပါတယ်။ဘလုံးပွဲတပွဲကိုအားပေးတဲ့အခါအသင်းဆွဲဖယ်ပြီးအားပေးရင်တော့ဘယ်အသင်းကဘယ်ခြေစွမ်းဆိုတာကိုခံမှန်းလို့လည်းနေနှိစက်တာပေါ့ဗျာ။ ဲ့လိုမဟုတ်ပဲကို့အတင်းကတကယ်ညက်လို့ရှုံးနေရကိုကို့အတင်းဆွဲဆိုတဲ့စိတ်နဲ့အကြောင်းပြချက်အမျိုးမျိုးပြနေနေရင်လေဒါလို့သဘောတဘာပါပဲဘယ်ကိစ္စပဲဖြစ်ဖြစ်အလဲတဲကနေပဲရက်ပြီးကြည့်စီချင်ပါတယ်။ဘာပဲဖြစ်ဖြစ်ကို့မြင်းကျန်ခရိုင်မြင်းကျန်နှထိုးတောင်တာမြို့တွေကိုတည်ငြိမ်အေးချမ်းစေချင်ပါတယ်။မြို့ကန်လူတို့အနေနဲ့လေကို့မြို့ကို့ရွာပျက်စီးရပျက်စီးကြောင်းလုံနေရကိုအဘိထောက်ခံမှုအလုပ်စီချင်ပါ့။အညာသားတွေရဲ့ မဟုတ်ရင်မခံတတ်တဲ့စိတ်ကိုတရွဲဝါဒမှိုင်းတိုက်ပြီးနနဲ့ကင်လန်းစင်ပေါ်ဆွဲမတင်ပါနဲ့တော်လရင်နိုင်မှပြီးမယ်ဆိုပြီးမစီယုံပါနဲ့အချိန်နေကောင်းရင်အာနာရှုမယ်အချိန်နေမကောင်းရင်လက်မယ်ဆိုရအတွင်းနဲ့တော့ကို့မြို့ကိုချမနှင်းပါနဲ့ရှေ့မှာ NUG တင်လိုက်ပါပြီဆိုရမြို့တွေကိုတာရကယူဖို့လဲလိုပါတယ်ဆိုရအကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်ကတစင်မြို့ကိုချမနှင်းကြဖို့ PDF အဖွဲ့တွေကိုတိုက်တွန်းတောင်းဆိုထားပါရဲ့ရှင်